မစ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဆလောင်းလေးကတော့စာရေးသူဆရာစိုးရေးသားထားတဲ့ဖုန်ကြီးကျောင်းသားမောင်ဟန်ဆိုတဲ့ဆလောင်းလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းထူးကျေးဇူးတင်ပါတယ်ရှင်မစ်ဆွေများခန်းစားနားဆင်ပေးကြပါအောင်ရှင်မန္တလေးမြို့ ကင်းဝင်းမီကြီးလှူခဲ့တဲ့ကျောင်းတော်ဤတင်မှာကျောင်းပေါင်း30ကျော်ရှိတဲ့နေ့ကကမွာတန်းကျောင်းလဲပါဝင်တယ်။ထို့ကြောင့်မှဘုန်းကြီးကျောင်းသားကုမဟန်ဆတ်သူရှိတယ်။သူကရွရွအေးအေးနဲ့တက်ပြီးတော့တခါတည်းရမှာတီပေါင်းနဲ့ဆန်နောက်တက်တယ်။တခါတော့ရန်ကုန်မြို့ချွေရင်ကျော်ဆရာကြီးဦးကျော်တီလဲကြောက်ရွံ့ဝင်ကိစ္စနဲ့ရောက်လာပြီးတော့ထို့ကြောင့်မှတဲခိုတယ်။ထိုကြောင်းနေမှာရှိတဲ့ကကုစုချန်စုရက်ကွက်မှာ ချွေရင်ကျပညာလူလားသူအမျိုးကောင်းသားတို့ကလည်းဆရာကြီးထံပညာသင်ယူတယ်။ဆရာကြီးမှာတစ်ဖက်လည်းကြောက်ရွံ့ဝဲလုပ်တယ်။တစ်ဖက်လည်းပျော်ကကုသရှင်ပညာပေးစစ်တော်ပေါချင်းဖြစ်ခန်းတော်ပေါ်မှာပါရမီဖြည့်တယ်။ကုမောင်ဟာမှာအသက်20ကျော်ရွယ်၌ဆရာကြီးဦးကျော်ထမပညာရတယ်။ကုမောင်ဟာသူ့ရဲ့ဆရာဆရာဦးကျော်ကိုအလွန်အားကြတယ်။ပြောကလည်းတိတ်ကုတ်ချင်တယ်။မွေစိတ်ခွေစိတ်ကင်းစိတ်များကိုနိုင်ချောင်းလဲလက်တွေ့ဆန်းသက်တယ်။ ဒါကြောင့်မို့ကြောင်ဝင်ကြီးတွင်မှာအဆိပ်ရှိသောသတ္တဝါများကိုစံတပ်ဖို့လိုက်ချတယ်။ရခင်ကကင်းဝင်မင်းကြီးအိန္ဒိယရခုခါတော့တန်ဃာတော်များဝါဆိုရာကြောင်ကြီးနီမှာကင်မလက်မေတကောင်တွေ့ရှိတယ်။ကင်မလက်မေကအမေရထောင်းထောင်းလက်မတွေကလည်းညှက်မဲ့တကယ်ခဲ့ပေါ့။ကုမဟာနဲ့တွေ့လိပြီ။ကင်မလက်မေနာကိုကတ်ပြီးတော့ကုမဟန်တရားလက်ဖွာနဲ့မှုအုပ်ပြီးတော့အမိတ်ပြန်ဖမ်းတယ်။ထူချမှုကတော့ အမေထောက်နေတဲ့ကင်မလက်မဲအမိကုတ်သွားတယ်လက်မလည်းအောက်ဆိုင်သွားတယ်ကုမဟာမှာတာလီမပြီးတော့လောက်ဟာပေါတင်ကြည့်တယ်ကင်မလက်မဲကညှိလို့ပါလားထူးဆန်းပေစမှုံရခရိုင်ပလဲမျိုးပိုင်ကရှာနမဲတွေကခက်ဆန်ဆန်တွေမင်းတိုင်ပင်ရွာဆင်ချင်းရွာတတင်းရွာဆိုပြီးတော့ရှိတယ်ကုမဟန်တို့မိုးရစတဲ့ရွာလေးကတော့တတင်းရွာဖြစ်တယ် ရှော်မရောက်တိမှာလင်းငါးစနစ်မကကြာနေပြီခုတော့အမကြီးရဲ့သားရှင်ပြုလှူးဆွတော့မပြန်လို့ကလည်းမဖြစ်ဆရာတော်ကိုရှော်ပြန်ရန်ခြောက်တာပြီးနောက်တနေ့ရှော်ခီးထွက်ခဲ့တယ်ရောက်ပါပြီစာတိရှမြုပ်တရင်ရွာကိုရွာထဲဟာညောင်ညိုရဲ့ယူရောက်တော့လှဲပေါ်ဆင်းပြီးရွာထဲဝင်နေလှဲလက်မပေးမှခွင်နေတဲ့ငပွင့်ထဲမှာဆက်ဆိုင်မြမြတွေ့ရရှိပြီး ပညာယူပြီးထရကင်မလက်မဲတို့ဆက်မိပြီးအခုတော့ငပွဲကိုစောင်းအောင်မလက်မဖုံနေကိုလူပြီးတော့အနာကတဲ့လက်တကန်ကွာနေပြီးတော့အမိတ်ပြန့်နေတယ်ထူရှားတာခွေနေတဲ့မြို့ပွေမှာကြောက်ရွံ့လို့ပဲလုံးဝကိုမလှုပ်ကိုမဟာလက်နဲ့တာမှကြည့်တယ်ငပွေလုံးဝကိုမလှုပ်ဘူးအဲ့ဒီမြို့ပွေပြစစ်စစ်ကြီးကအသေးတရရောက်မှပြီးတော့ပခုံးဘောက်တင်ပြီးတော့ရွာထဲကိုရှင်းကောလို့ဝင်လာတယ် ရွာတရကလေးတွေသူ့လည်းမြင်ရောဝုံယုံတုံကအော်ပြေးကြတာပေါ့ရွာလူကြီးတွေကလည်းကလေးတွေအော်ပြေးတော့ရွာထဲမှာဘလူတပတ်ဝင်တယ်မှတ်ပြီးတုတ်ထွက်ကန်ပြီးထွက်ကြည့်တော့လှဲ့လက်မှာဖောက်တွေလူပြီးတော့မှုဖန်းလာတဲ့သူတို့ရွာသားကိုလည်းတွေ့ရောမောင်ဟန်မောင်ဟန်ပဲတို့ရွာသားဖုန်ကြီးကြောင့်သားမောင်ဟန်ကွာဖုန်ကြီးကြောင့်သားကမောင်ဟန်ကိုရွာထဲကပြုတ်ပြူတယ် ပန်းကုန်းဆုပ်ပြီးတော့ကြိုးစရာမလိုဘူး။ကိုမဟောင်ရဲ့လက်ပင်မှာမှုပွေးကြီးကပန်းကုန်းတုပ်ဖွဲ့ညင်ပြီးတော့တရားဖွဲ့ရည်ပလာခဲ့လိပြီ။မောင်ရခရိုင်ပလဲမြို့ပိုင်းတင်းရွာရှိဆွေမျိုးများကကိုမဟန်ကိုတိမ်ပြီးတိမ်ထမင်းဖိတ်ကြွေတယ်။ခြာတလေးကထမင်းဖိတ်ကြွေရင်မဆလို့မရစအိုးစရတယ်။တနေ့တော့အကုတ်ကြီးရဲ့စနေသူ့မကြီးကထမင်းဖိတ်ကြွေတယ်။သူမရဲ့စတရားတော့နမဲ့ကျော်ရောရော့စော်တော့နေရ။ သူမရှိရကုမဟာမွေဖမ်းလို့ရတဲ့ဝင်လာတဲ့ရထက်လန်ပညာတက်တဲ့ဆရာမန်တန်းတည်တယ်။ပညာပြန်ဖို့လဲသူကြံထားတယ်။ဒါကြောင့်မို့ကုမဟန်ကိုထမင်းဖိတ်ကြည့်မယ်။အပင်ထက်ပြီးတော့ပညာပြမယ်။သူပညာနဲ့ကုမဟန်ရဲ့ပညာဘသူပိုဆွမ်းလဲပြိုင်မယ်။အမျိုးရင်းကြီးဆိုတော့လဲအတင်တက်လောက်ကလည်းမဖြစ်။နောင်ပညာမပြရအောင်တော့လှုပ်ဖို့တော့ကြံထားတယ်။ကုမဟန်ကလည်းသူ့ဆရာကြီးမှတ်ထားတဲ့အတိုင်း ခြောက်ဝိုင်းထဲကဝင်ကြတဲ့ကလက်ညှိုးပြဆက်ဖြတ်ပြီးမှဝင်တယ်။လာဟဲမဟန်ရဲ့မင်းတို့မျိုးလို့တော့အမေမဆုံးဘောကွာ။ရှိတာလေးနဲ့တော့ဆောင်းတော့လုတ်ပေးထားတယ်။လာထမင်းစားမယ်။ဟုတ်ကဲ့ကိုကြီးမကြီးရောတခါတည်းလာလေစားပါ။စားစားမဟန်နင့်ကိုကြီးနဲ့သာစားလိုက်မရှိရမစားသေးဘူး။ကမဟန်လည်းလက်စီပြီးတော့ဘာရဆဆာနဲ့အပါတရားစားဖို့ခရမ်းရှင်နေကျွတ်စစ်တက်ပြီးသား ရင်းဖြူနဲ့ထက်ကြောထားတဲ့ငကြိုကိုနှိုက်လဲနှိုက်ကောလက်နဲ့တတိရှင်မှာပဲထလန့်ချောက်ဖြစ်သွားတယ်။တခါမှမကြုံဘူးတဲ့ကုမဟာနည်းနည်းတော့ဖြုံမိတယ်ပြန်ကြည့်တော့စားရှင်းစပွဲငါးချောက်ပကံအပြင်မချင်မနဲ့ထက်နိုင်တယ်။သူ့လက်နဲ့ထိတာနဲ့ထက်နှချောက်ပြန်ဖြစ်တယ်။ကုမဟာတွေ့ပြီ။အင်းဆရာကြီးပြောတဲ့မူလပြန်တာပဲ။တပိဟာတွေကိုရောဘာတွေလဲကန်ကြီးမခယန်တီနဲ့ဘူဒီဟင်ကတည့်ရက်တီ ငပိစိန်စာချက်တို့တို့ဆရာဆောင်တို့ကတော့ဘာမဖြစ်ဘူးထူးနေတာငါကျော်သူ့လက်နဲ့ကန်လိုက်တိုင်းထန်လက်ကြောက်ဖြစ်ဖြစ်သွားတယ်မရှိကိုကြည့်လိုက်တော့ပြောင်းစစ်စစ်သူနားလဲပြီအခုဟာသူ့သူ့မကြီးရဲ့ပညာဆန်းတာပဲမရှိရဲ့ခမရငါကျော်ကြီးကိုကြုံမစားချင်တော့အချိုးကလည်းတဲများပါလားပြန်သိမ့်လိုက်တော့အကိုလို့သူကတော့ဘာမသိချောင်းမောင်ဟန်ရဲ့မင်းနဲ့ကွာငါကျော်ကချဲ့ကြော်ထားတာမင်းအားတော့ငကြော်မကြိုက်တဲ့ကြောင်မိုက်ဖြစ်နေပြီဟဲ့ အကိုကြီးရဲ့အရင်ကတော့ငချော်ကြိုက်ပါတယ်ဗျအခုမကြီးကြော်တဲ့ချက်ငန်းချော်ကြီးကအရှိုးများသားမင်းတို့မြို့သားတစ်ပိုင်းချော်သားတစ်ပိုင်းတွေကတော့အရှိုးများတလေးရှိခါတလေးနဲ့ကကြီးကကြောင်အတော်ကွာကြတဲ့ကောင်တွေမိမရေငချော်ကိုတင်လိုက်တော့မဟောင်းကိုပိုက်ပြုတ်ကိုကျွတ်တုံလှိထက်ပြီးတော့ဆုံစီလေးဆမ်းမိတော့တာကျွတ်လိုက်ပြီးတော့ဟဲ့မရှိလဲတိလိုက်ပြီမဟောင်းရဲ့ ငါငါကြော်တဲ့အယူပနဲ့ချောင်းရှိတယ်ဆိုတာနင်သိနေမှာတော့နင်ကြောက်ပါတယ်ဟဲ့နောက်မကြွေးတော့ပါဘူးမကြီးရပြည့်ရနဲ့ချုံပေးတယ်ကုမဟာလည်းတည်တယ်ရှိစီတော့မကြီးကိုတော့စုံမရအောင်မယ်နောက်မကြွေးတော့တာတေးကြရင်အခုကျွန်တော်လက်ထဲကရှိကိုတောက်ပြမဖြစ်မယ်ပက်နဲ့လည်းမကြီးအေးအေးတောက်ပါမယ်ဟဲ့ပေးပေးဟာဒီမွန်မန်းနှစ်ယောက်ငကြော်ကိစ္စနဲ့မြန်ယူသွားကြလား ဒါမှမဟုတ်ငါပဲရှူသွားလောက်กว่าဟင်အိုးရှင်ရလေမဟုတ်အယူများတဲ့ငါချော်ကျွေးမိတာကြောက်မှပြစ်ရှိလို့သူကျင်နဲ့အောင်သူတက်တဲ့ရစ်ကိုတောက်ပြီးတော့နောက်မကြည့်တော့ပါဘူးလို့ပြောတာတော့ဘာဖြစ်နာလဲဘာရမဟုတ်ပါဘူးနင်တို့ကြည့်ပြီးတော့ရှင်ရှင်မိတယ်ရှိရှင်လဲရှိလိုက်တော့ကိုကြီးရဲ့အမှန်တော့ကိုမဟန်သူ့မရှိကို တိုက်တဲ့ရှင်မှာရိုးရိုးရေပဲဟုတ်မှာလဲ။ ဖဆရာတော်များထပ်မသစ္စာဖြစ်၍တောင်းခံလိုက်သောရည်စင်ဖြစ်တဲ့ပညာတဲ့ဘူးပညာတဲ့ဆက်များကို ကြာစေပြက်စေသက်စေထွက်စေတဲ့သစ္စာရည်စင်ပင်ဖြစ်လေတော်တယ်။မော်လမြိုင်ကျွမျိုးပိုင်ကြက်ကျုံမှာရသကြီးလည်းဖြစ်အထက်ကိုင်းဆရာကြီးလည်းဖြစ်တဲ့ဆရာကြီးဦးထွန်းမှာအဖဘိုးတော်ပွင့်ရန်တပည့်ရင်ဖြစ်ပြီးအလွန်ပဲလူသိများပြီးတော့ထင်ရှားကြော့ကြားတယ်။ထွေရချင်းနဲ့မနီမဝေရွာကြီးတရွာမှာအောက်လဆရာကြီးတူးသည်လည်း ဆရာကြီးဦးထွန်းကိုပြက်စီရပြက်စီကြောင်းအမြဲတမ်းလွတ်ချောင်ပြီးတော့ကြံစီတယ်။ဒီလိုနဲ့ဆရာကြီးဦးထွန်းရဲ့စနေသက်ဆုံးပြီးတလားခန့်ကြမှာအသက်25နှစ်ရွယ်30ခန့်သားဖြစ်ဖြူလုံကြီးပေါက်လရုပ်ရည်တနာကဘာနဲ့မိမတယောက်ဆရာကြီးအိမ်ဝင်လျှောက်လာတယ်။ဆေကူတာတလူလိုနဲ့သူ့ကိုယ်သူအပြိုကြီးပါလို့ဆိုပြီးပတ်ချွဲနှက်ချွဲနဲ့မုတ်ဆိုဘူးဆရာကြီးဦးထွန်းကိုဖြားရောက်မြှုပ်ဆွဲတယ်။နောက်မကြခင်မှာကြောင်ကရင်ပြက်ဆရာကြီးဦးထွန်းနဲ့ ဇယတ်တမန်ကျော်ဖြူကြီးကြောင့်တရားလုံးတိခုံနေ။တာသမီများလည်းမထူးဘူးစေပေမီယူရပါစေတော့ဆိုပြီးသူတို့နှစ်ယောက်ကိုပေးစားလိုက်ရာဇယတ်ကြီးဥထုံတို့ရေငတ်တုံရေထွင်းနဲ့ကြပြန်လိုက်ပြီ။မင်္ဂလာဆောင်ပြီးတဲ့နောက်ခုနှစ်ရက်မြောက်တဲ့နေ့မှာပဲပြဿနာဆက်တက်တယ်။ခေါမိုးပေါ်ကနေပြီးတော့အတန်အော်ချင်းနဲ့အော်တဲ့တန်ကိုတမိသားစုလုံးကြားတယ်။ဆရာကြီး ကျွန်တော်ဒီအိမ်မှာနေပြစေမင်းကဘသူလဲကွာသွားသွားငါအိမ်မှာလာမနေနဲ့ငါလက်မခံဘူးဒီလိုပြန်ပြောရင်တော့အတန်ရှင်ကပျောက်ပျောက်သွားတယ်နောက်နှစ်ရက်တောင်ရခန့်နေတော့ဦးထွန်းရဲ့သစ္စာစနီးလေးကအကိုကြီးရဲ့ဒီတစ်ခါနေပြစေဆိုရင် ခွင့်ပြုလိုက်ပါနော်မဆာဖို့ရှောက်လာတဲ့ပုဂ္ဂိုလ်ဖြစ်ရှင်ဖြစ်မှာပေါ့အကိုကြီးရဲ့တပတ်လောက်ကြာတော့ ဆရာကြီးကျွန်တော်ဒီအိမ်မှာနေပြစေမင်းကငါအိမ်မှာဘာလို့ဖို့နေရှင်းတာလဲဘာမှမလုပ်ပါဘူးအင်သူအင်သားများကိုကုညီဆော့ချောက်ပြီးတော့နေရှင်းလို့ပါအကိုကြီးရဲ့ကောက်ကောက်နေမယ်ဆိုရင်ခွင့်ပြုလိုက်ပါမယားစကားအောင်ချေပြီးဦးထွန်းတို့ရဲ့အိမ်မှာနေခွင့်ပြုတယ်အေးအေးဒီအိမ်ကလူတွေကိုမနှောက်ချက်ပဲအကူညီပေးမယ်ဆိုရင်တော့နေဖို့ကွာ ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ကောက်ကောက်နေပါမယ်အတန်ချင်းကလည်းကောင်းစွာနေပါမယ်ဖြစ်ကြောင်းကိုကတိပြုတယ်ဒီလိုနေခွင့်ပြုတဲ့နေမှာစပြီးအင်ခေါမိုးပေါ်မှာဟုံးတိုင်းကျဲတောင်းကျန်းနေလူများထိုင်တော်နေမှာလည်းမထီအောင်ကရွေးပြလှခြင်း၆လန့်ချင်းများပြုတယ်ဆရာကြီးဦးထွန်းလည်းဒေါသထွက်နေပြီဟဲ့အကောင်နေဒီအိမ်မှာကောက်ကောက်နေမယ်ဆိုလို့ငါခွင့်ပြုထားတာအခုနေရကတိမတီးဘူးယခုဆက်ရှင်ငါအိမ်ကထွက်သွားစား မထွက်တော့ကဘာလို့ရှင်လဲလုံးဝမထွက်နိုင်ဘူးအထက်လန်စီယာကြီးတော့တရေမောင်ထွက်တာမရလို့ဒုက္ခတွေ့ပြီအရှင်ငါပျော့ောက်နိုင်လို့ကုနေတာအခုတည်တရေကြီးချက်မှာဘာလို့မနိုင်လဲတခုခုတော့တခုခုပဲငါနဲ့ပညာကြီးကိုဥငွေရစီသွားပြီးတော့တံပင်မဒီလိုတွေ့ပြီးအဲရထွက်ခဲ့တယ်ဥငွေရမှာဥထုံးနဲ့ပညာကြီးကိုဖြစ်ပြီးဘိုးတော်ပွင့်ရတဲ့ဘက်ကြီးတွေပဲဆရာကြီးဥငွေရအင်ကိုလဲရှောက်ရော် တဲမန်စမမြနဲ့အင်းရှံကိုချင်းလင်းပပြံပြီးတော့ဆောင်ရွက်တယ်။အင်းရဲ့တက်စင်လေကားရဲမှာ အင်းချုပ်တွေ့တယ်။ထွင်းအင်းမှာလူရဲ့ဥရဲ့ပြံမှာအင်းခွက်များချထားခြင်းပဲ။ထွင်းအင်းကိုမိနဲ့ချွတ်ကြည့်တော့မိမလအောင်ရေထဲကိုမျောချတော့ရေကူးသွားကြောင်တွေ့ရတယ်။ဒီလိုဖြစ်နေသွားကြောင်ဆရာကြီးဦးထွန်းတို့ပညာရှင်ကိုနှစ်ဦးတန်ပင်ပြီးတော့အိဆက်တရားမိတ်တိစေခိုင်းတော်ချုပ်ကြီးဘိုးတော်ပွင့်ကိုမရမကပင်နဲ့ ိုးတော်ပွင့်ကြီးအင်ကိုကြောက်လာပြီးတော့မိသားစုဝင်များအားလုံးကိုစီတန်းထိုင်စေတယ်။အတွင်းရန်အပြင်းရန်အတွင်းစားပြင်ဆက်များအားချုပ်ပြီးတုတ်ပြီးဖြစ်စေထသွားရွေတောင်မရစေနဲ့ဒီလိုအမိတ်ပြန်နေပြီးတော့မင်းတို့တွေတယောက်ချင်းစီထပြီးဒီနေရာကနေဟိုနေရာကိုသွားလို့ရရင်သွားထိုင်ရှေ။ဥထုံးရဲ့စနေတက်မှာကြံပြစ်မှာတမောဆွက်ကနေတလို့ပဲထားလို့ပေးမရဘူး။ထွက်အချိန်မှာ အင်ခမိုးပေါ်ကတည့်ရချင်းမဆရာကြီးခင်ဗျာအဲ့ဒီမိမကအတိကတည့်ရခန့်မှာသူ့ကိုစစ်ဆေးရင်အားလုံးပေါ်မှာပါကျွန်တော်ကိုလည်းသူတို့ကခိုင်းစားကြတာကျွန်တော်ဒီဘဝကကျွတ်လွတ်ချင်ပါပြီဆရာကြီးကဲပေးပါတိုင်းကြားတယ်နော်မင်းအမှန်တိုင်းပြောတော့ကျမအမှန်တိုင်းပြောပါမယ်ဒီလိုပါဆရာကြီးကျမအောက်လန်းဆရာကြီးရဲ့မိမပါကျမယောက်ျားကဥထွန်းကို ပညာပြန်တာဘလို့မှမရဘူးဖြစ်နေတော့ဥထွန်းတီလာပြက်အောင်ကျမကိုပြေအောင်ဆောင်ခိုင်းပြီးတော့ဥထွန်းနဲ့ညအောင်နေခိုင်းပါတယ်။ပြီးတော့အိမ်တက်စဉ်လှေကားရင်မှလည်းအင်းမြုပ်ခိုင်လုံမြုပ်ပေးထားရပါတယ်။အခုတော့ဆရာတွေရှင်းလိုက်ပါပြီ။ဒီအိမ်မှာတရေကြီးနေနိုင်အောင်လဲပတိရသုံးပြီးတော့ဥထွန်းလက္ခဏာအောင်ပြောပြရပါတယ်။အခုဒီကိစ္စတွေအားလုံးလဲပေါက်ကုန်ပြီဆိုတော့ကျမတို့သာခလုတ်ပါ။ဒီအိမ်ကနေပြီးတော့ကျမအပြေးထွက်သွားပါမယ်။ ဒါတွေအားလုံးကို ကျမယောက်ျားအောက်လွန်ဆရာကစီစဉ်တဲ့အတိုင်းသူ့ကိုကြောက်လို့လို့ရတာပါ။နောင်ကိုလည်းသူနဲ့လည်းမပေါင်းတော့ပါဘူး။ဒီအင်္ဂါလူတွေနဲ့လည်းဒုက္ခမပေးတော့ပါဘူးဆိုတာဂရိပေးပါတဲ့ဆရာကြီး။ကန်ကန်မောင်ထွန်ရေရှန်သူကချုံပေးနေမှာတော့ခလုတ်လိုက်ပါကွာ။နောင်ကို အပြိုဆိုတိုင်းလည်းမယူနဲ့တေချာလေးလား။အိမ်မနေပါစေ။အင်ကိုဆော့ချောက်ပါစေဆိုတိုင်းဘာကောင်မှမသိပဲနဲ့လက်မခံနဲ့ဒါအတင်ကန်းစာပဲ။ သူတို့ရဲ့လက်ကွက်ထဲကိုမဝင်အောင်သီလသမာဓိပညာနဲ့ဖွေဖန်ပိုင်းခြားပြီးတော့လုပ်ရမယ်။ကိုင်ကိုင်ကြိုးပမ်းတွေလည်းရှင်းပြပြီးဆိုတော့ငါပြန်မယ်ဟေ့။အားလုံးသောအိမ်သူအိမ်သားတပည့်တမ်းကြီးတွေကျမချမ်းသာကြပါစေကွာ။စကိုင်းတိုင်းအေယော်ဒီရှေးဘက်ကမှရွာလင်းများဖြစ်တဲ့တက်ထောင်ရွာ၊ဒုခရွာ၊ချွတ်ပောက်ပင်ရွာ၊ရှင်စင်ရွာ၊ကလန့်ရွာစတဲ့ရွာများကိုမင်းတို့မင်းရဲ့အတွင်းတတော်ဆောင် အတွင်တာထာနန်းတွင်သမားဥွှေပေါ်ပိုင်စားရတယ်။ဥွှေပေါ်အပိုင်စားရတယ်။ဥွှေပေါ်ကကလန်းရွာမှာပဲချစ်ချာနေထိုင်တယ်။ဥွှေပေါ်ရဲ့တပ်ဖြစ်သူဆရာဥပရှင်ကမြင်းချန်တံပတ်တစ်ခွေမှာမိရဲ့ပျော်ကနဲ့ပတ်သက်ပြီးအလွန်ကြောကြတယ်။ဥပရှင်ရဲ့တပ်ဖြစ်သူဆရာအောင်ထိုင်မှာလဲဖခင်ဥပရှင်ရဲ့ပညာမွေကိုကောင်းစွာဆက်ကနိုင်သူဖြစ်လို့ဆရာအောင်ထိုင်ဆိုပြီးပျော်ကမိရဲ့မွေကောင်းစွာနိုင်နေတဲ့ပြင်ကလတာယောဂများကိုလည်း နိုင်နေတယ်လို့ကြောကြားတယ်။မင်းတို့မင်းတရားကြီးမှာဥရွှေပေါ်တို့မျိုးရိုးစင်ဆက်ကိုမြောက်စားလာခဲ့တယ်။ဆရာဦးရရှင်မှလည်းကနာဝီတုတ်တီမဟာမင်္ဂလာအောင်သိတိကိုင်းတော်ကြီးရဲ့ကံကြုတ်တယောက်ဖြစ်တယ်။ဆရာဦးရရှင်ကလွန်တဲ့ခါမှာတပည့်သူမအောင်ထိုင်မှလည်းပဲတရွတ်ငရွတ်တော့လေပညာပြည့်ဝနေသူဖြစ်တဲ့အတွက်ခိုင်းဆရာများမှကံကြုတ်ပြည့်ရွေးချက်ခဲ့တယ်။ဆရာအောင်ထိုင်မှကလန်းရွတ်မှာပဲဆက်နေပြီ။ရွှေဝေရှင်နေမှလာကြတဲ့လူနာများကို နေအိမ်မှာပဲကုသပေးတယ်။ဆရာအောင်ထင်မှာတလမတခါမင်းတို့မင်းကြီးထံကိုခတ်ဆောင်ဝင်တယ်။မင်းတို့မင်းမရွာကပရပြောကမြန်နဲ့ပသက်ပြီးအလိုယုံကြည်ကိုစားတယ်လို့ဆိုတယ်။တလန်းရွာမှာ လူဦးရေတထောင်ကျော်ရှိတဲ့ရွာဖြစ်တဲ့လျောက်လူပေါင်းစုံနေတယ်။ဆရာအောင်ထင်မှာကောင်းတဲ့ဖြစ်ကြောကြားတယ်လို့ကလန်းရွာရှိအမေနီမှာလည်းမကောင်းတဲ့ဖြစ်ကြောကြားတယ်။အမေနီကို၎င်းအိယောက်တီမြက်ကန်နေပေရွာအလုံးရှိတဲ့ စွန့်ကွေများကကြောက်ရွံ့ပြီးတော့လေးစားရတယ်လို့ဆိုတယ်။အမေနီဟာတင်ညွတ်များကိုစားနိုင်ပြီးတော့ကဝေ17ကျိုးကိုပန်းနိုင်တယ်ဆိုပြီးနာမည်ကြီးတယ်။တနေ့မှတော့ဆရာအောင်ထင်းစီကိုလာကုန်ကြီးလာခံမစခင်မင်းတို့မင်းတရားကြီးမှတော့ရောက်လာတယ်။အမေနီဆိုသူကိုတပါးတည်းခေါ်လာခဲ့ဖို့ပဲ။ဆရာအောင်ထင်းမှာအမေနီကိုမန္တလေးရတနာပုံမင်းနဲ့ပြည်တော်ကိုခေါ်လာခဲ့တယ်။မင်းတို့မင်းလည်းမူကြီးမက်ရတနာပတိမြရဲ့ရှင်မှာ ဘူးသီးတလုံးကိုအမေနီကိုပြုတ်စားစေတယ်။တန်ညွန့်စားနိုင်တဲ့ကဝေဆနှစ်ကြိုပတ်နိုင်တဲ့လွတ်ကျော်ကြတဲ့အမေနီမှာဘူးသီးကိုပြင်းထန်ပြုတ်စားတော့လဲဘူးသီးမှာဘာမှဖြစ်မလာခဲ့ချေဘူး။ထို့အရှင်းရအောင်မြင်တော့မင်းတုံမင်းကြီးပြုံးတော့မူတယ်။မင်းတရားကြီးရဲ့ပါမဆရာအောင်ထင်မှာအမေနီကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်လာတယ်။ဖုံးတော့ကြည့်မြတ်တော့မင်းတရားကြီးဖေ။မအောင်ထင်ဘာလျှောက်ဖို့လဲ။အီအီကြဟာတော်နေညလုံးမဟုတ်ပါဗျာ။ စောင့်ကြွေတို့သည်ကံနေတော်သူဝဒနာရှိတော်သူကိုသာဖြုတ်လျင် ပြုစာလို့ရပါကြောင်းချက်ခုပူသည်မှာအနာစာမရှိပါကကျွန်တော်မျိုးအနာရှိအောင်လုပ်ပြစီဖျားလို့ဆိုပြီးဆရာအောင်ထိန်လဲထာယာမထပြီးဘူးကြီးကိုအနာဖြစ်အောင်ကိုလက်နဲ့စိတ်တယ်ဒီနောက်တော့နေလဲဒုတိယကျင်ပြုစာတော့ဘူးတီကြီးတစ်ခုလုံးပုတ်ရွရကျလာပြီးလောက်ောက်များပင်တဖွာဖွာထွက်လာတယ်မင်းတို့မင်းမတော်နေကိုဆုလက်များပေးပြီးတော့ နောက်လူများကိုထိတ်လန့်ချောက်လန့်မပြုတ်စားပါနဲ့ဆိုပြီးတော့ဆရာအောင်ထိုင်တဲ့တူတူပြန်လွတ်ပေးတယ်။ဆရာအောင်နဲ့ဆရာအောင်လေးမှာနယ်လှည့်ပြီးတော့ပညာသင်ပြီးစေကူသားနေတဲ့ထက်လန့်ဆရာတွေပဲ။ကလန်ရမှာနေထိုင်တဲ့ထက်လန့်နမကြီးဆရာအောင်ထိုင်မှာပညာသင်ဖို့ထွက်ခဲ့တယ်။ဆရာညီနောင်နှစ်ယောက်ကလန်ရထက်ကိုရောက်တော့မလန်မကန်းရှိတွေမှာရခက်နေသူအမျိုးသမီးတယောက်ကိုတွေ့တယ်။၎င်းအမျိုးသမီးရှိတဲ့ရေတွင်းကိုလန့်ချောက်လာတယ်။သူမကတော့အမေနေပဲ။၎င်းတို့ကအမေနေစီလာပြီးတော့ တော်လေးရှင်းတော့ရှင်လို့ရှင်းတပုံးလောင်းငင်မေးပါလားဗျာအမေနီကိုပြောတယ်ထို့စဉ်အမေနီရဲ့လက်ထဲမှာရှင်းပုံးလဲကျွတ်ပြက်ပြီးတော့ရှင်းတွင်ထည့်ကြတယ်တူမောင်တော်ကရှင်းတော့ရှင်လို့လားဟုတ်တယ်တော့ရှင်းစားလို့ပါကျွန်တော်တို့ကဟော့အဝေးကြီးကလာတဲ့ဆရာတွေပါဟုတ်လားဘာဆရာတွေလဲပျော်ကားဆရာပါတော့ အမေရေပုံကြက်သွားလို့တူမောင်တို့ရဲ့ပညာနဲ့လှုပ်ပေးစမ်းပါဆရာအောင်ကြီးကအောင်းလေးပါမျက်လုံးပြူသွားတယ်ကျွန်တော်တို့မလုံနိုင်ပါဘူးတော့ရှင်ရင်းတဲ့ကရေပုံကတော့ပေါ်မလုံနိုင်ပဲဆရာတဲ့နင်တို့ငဲ့ပါသေးတယ်ဒီမှာကြည့်ဆိုပြီးတော့တော်နီရှင်ရင်းနှခန့်ကိုတပြန့်ပြန့်ရိုက်တော့ခြေပုံးကိုခေါ်တယ်။နှီးရဲ့ပုံလေးမှာတတိတိမြင့်ပြီးတော့ပုံဖြစ်တက်လာတယ်။ ဆရာအောင်ကြီးနဲ့အောင်လေးမှာသူများပဲတဆဆတုံနေပြီသို့တော်လည်းဟန်မပြတ်အင်တရေးဆဲတာအမရဘက်မှာတဲတာလဲနမလေးတိခွင်းရှင်တိပြစေဟန်ကောဖို့မေးတယ်အမေနမကအမေနီပါ အများခေါ်တယ်လို့ကဝေအမေနီလို့ခေါ်ပါတယ်ပြာကဝေအမေနီဟုတ်မှတ်မှတ်ထားပါမယ်ရေတော်အချင်းအိမ်ကျမှာပဲတောင်းတလိုက်ပါမယ်တော့ပါတော့မယ်နေပေါင်းတူမောင်တို့ရဲ့ ရွာထဲပဲရောက်နေပြီးတူမောင်တို့လို့ရကိုမနှက်မှတ်သွားပါလားအခုအိမ်မက်လဲအိတ်ပေါ့မင်းတို့ဘာမှမလုပ်ဘူးညှင်းဆန့်ရှင်ပေမဲ့အားမရှိဘူးဒါကြောင့်မို့အမေနီအိမ်ကိုပါလာတယ်ကဲလာလာတာတို့ကောင်းရင်ကကွက်ပြစ်ပေါ်မှာခဏလောက်နားယူအမေမင်းတို့စားဖို့အတွက်ထမင်းချက်မယ်ဆရာညင်တော်လဲရက်ဝေမှလာရတော့ကြောင့်ပင်ပန်းလှလို့အမေနီရဲ့အိမ်ဦးခန်းပေါ်မှာအနားယူရင်းနဲ့အိပ်ပျော့သွားတယ်။ဆရာညင်တော်နောက်တနည်းမနဲ့ဆော့ဆော့မှာ အဲ့ရနိုလာတယ်အဲ့ရထထချင်းပဲအရင်နောက်ဘက်မှာစိတ်သွားကြတယ်စိတ်သွားဖို့အောက်ငုတ်ကြည့်တော့အအကိုရေသွားပါပြီဗျာလူညွန့်တုံးပါပြီကျွန်တော်မွေးရပါပြည့်စုံမရှိတော့ဘူးဘယ်လိုလုပ်မလဲဆိုပြီးတော့အငယ်ဖြစ်သူမှမျက်ရည်တွေပုတ်ပုတ်ပုတ်ကျပြီးတော့ငိုတယ်အကြီးဖြစ်သူလည်းမိမိစိတ်သွားပြီးမှချင်းငယ်ကိုအပိတ်မဲ့ကြံပြီးတော့စိတ်သွားမဲ့ဟန်ပြင်တော့အလိုညီလေးရေအကိုလည်းတူတူပဲ ုက္ခပဲဟောဖွားကြီးပညာပြပြီနဲ့တူတယ်။လာကွာတို့တို့တောတောင်းပန်ကြစို့။ညီကနှစ်ယောက်မျက်ရည်တွေနဲ့အမေနီရဲ့ခန်းရှိခိုလာခဲ့တယ်။အမေနီခန်းဝကိုကြောက်တော့အမေနီလည်းအဲ့ရမနိုးပြီးတော့အခန်းဝမှာသွားဆုံတယ်။ဒါတို့နိုးပြီလား။လာလာ အမေထမင်းကျန်းကြော်ကျွေးမယ်။အမေနီရဘလို့ပဲကြောက်စိတ်ပြအောင်ပြပြဆရာညီတော်မှာတော့စိတ်နဲ့ကိုယ်နဲ့မကောက်တကယ်ကိုကြောက်နေပြီ။ အမေရဲ့တားတို့အဲ့လိုမလုပ်ပါနဲ့ဗျာတောင်းပတ်ပါတယ်တားတို့ဟောက်ပြန်ပေးပါပကတိမွေရပါတိုင်းပြန်လုပ်ပေးပါအမေရဲ့ကတော့ပါတယ်အမေနေလဲသတို့ညင်အောင်ကြည့်ပြီးတော့ပြောနေဟဲ့နေပါအောင်ဘာတွေပြောနာလဲငါဘာလုပ်မလို့တော့ဘာဖြစ်စီမှလည်းငါမယူရပါလားအမေရဲ့မနောက်ကောင်းပါဘူးဗျာတောင်းပတ်ပါတယ်ညီကိုနှစ်ယောက်ပြန်သူပြောပြီးအမေနေကိုတူတုပ်ပြီးတော့ချင်းချင်းချစ်ခေါ်တယ် ကဲဒီလောက်တောင်းပန်နေမှာတော့ပြန်ပေးရမှာပေါ့ဒီမဲ့တူမောင်တို့မင်းတို့ကလည်းတကလှဲ့ပြီးဆက်ကူးနေတဲ့ဆရာတွေဆိုတော့ကဝေတာရကြောင့်ကြဖူးလားကြဖူးပါတယ်မေဖတ်ဖူးလားဟွန်းအွန်းအောင်မလေးနေတကလှဲ့ပတ်ဆက်ကူးနေတဲ့ညီကိုနှစ်ယောက်တည်းနေပေါင်းမင်းတို့ဆရာဘသူလဲမင်းတို့ကဘယ်ကမ်းရလဲကျွန်တော်တို့ရဲ့ညှက်ပြမှုကြောင့် ကဝေတရာကြောင့်ကိုမဖတ်ဖို့တော့ကိုဆရာတွေနဲ့ကန်တော့ကိုတော့ပြစ်မတင်ပါနဲ့အမေဒါဆိုရင်လည်းမှတ်ထားကြကဝေတရာကြံမှာရှိထားတဲ့ကဝေစွတ်တာပညာရှင်တရာစွတ်တာအနှစ်အင်းကိုအမကြီးကဒီစကားတွေပြောနေရတာရှိစရာဖြစ်နေပါမယ်ကဲဟိုမှာမိဖို့ကံအမစကားရှိတယ်စကားထဲမှာထမင်းစိုး၆စိုးထက်ထားတယ်တယောက်ကိုသုံးစိုးစစ်စားလိုက်သူဟာသူမိမွေတိုင်းဖောက်မွေတိုင်းပြန်ဖြစ်သွားလိမ့်မယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေသားတော့ပြန်ပြီနော်ဆိုပြီးတော့ဆရာညီနောင်ကမန်ကတန်ဆက်လက်အိမ်များကိုယူပြီးတော့မိဖို့ခုံပြေးကြတယ်မိဖို့ခံစပွဲပေါ်မှာတစ်ဖက်ကိုထမင်းသုံးဆုပ်စီပုံထားတဲ့ထမင်းနှစ်ပုံတွေ့ရတယ်ညီကိုနှစ်ယောက်တယောက်တစ်ပုံစီစားပြီးတော့မိမိကိုမိမိပြန်ကြည့်တယ်ငကိုတိုင်းပြန်ဖြစ်နာကိုတွေ့ရတော့မှကိုစီကိုစီတက်ပြင်းများချနိုင်တော့တယ်ဆရာညီနောင်လဲဆရာအောင်ထိန်စီကိုဆက်လက်မတော်ရတော့ပဲနဲ့ မိမိလိုက်ရရှက်ကိုသာပြန်ပြေးလေတော့တယ်အဆင်ပြေခဲ့ကြတယ်မဆွေများအလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်ဘုန်းကြီးကျောင်းသားအမောင်ဟန်ဆွတဲ့ဆက်လန်လေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဆလတ်တစ်ဆက်ပေးမယ်ဆလန်တလီတွေကိုလည်းမစ်ဆွေများဆလတ်ဆောင်မြောင်းအပေးကြပါအောင်လို့ပြင်နေပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။